မြမပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ရင်းရှင်းတင်တဲ့ရရော်ဖွံ့ဖြိုးတိုးတက်မှုတွေတည်ဆောက်ဖို့အတွက်အာရှဖွံ့ဖြိုးရေးရှေ့ပုံငွေ ADF ကနေအမေရိကန်ဒေါ်လာ100တန်ဖိုးရှိတဲ့အကူအညီတွေပေးဖို့အတည်ပြုလိုက်ပြီးလို့အာရှဖွံ့ဖြိုးရေးဘက် ADB ကထုတ်ပြန်ပါတယ် ်မက်လာ28ရက်နေ့ကမြန်မာနိုင်ငံမှာလုခတ်ခဲ့တဲ့ပြည်ဟာခုနှစ်တသမခုနှစ်ရှိတဲ့ငလျင်အပီးအရေးပေါ်ကေဆေးရဲ့အတွက်အမေရိကန်ဒေါ်လာ3တန်းကို ထောက်ပံ့ခဲ့ပြီးတဲ့နောက်အခုလိုအမေရိကန်ဒေါ်လာတန်းတရာအကူအညီထပ်ပေးဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ် ADB ကအရေးပေါ်အမှုအကာရေနဲ့မိလာစနစ်ဝန်ဆောင်မှုတွေအစာအသောက်အမျိုးသမီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးပစ္စည်းတွေနဲ့စိတ်ဓာတ်ရကုသမှုတွေကိုပံ့ပိုးပေးတော့မှာဖြစ်ပါတယ် ဒါအပြင်ယာယီတင်ကြားရေးနေရာတွေပြုပြင်တာရက်ရော်စာကြည့်တိုက်တွေအတွက်ပစ္စည်းတွေဖြည့်ဆည်းပေးတာပညာပေးသူတွေကိုလေ့ကျင့်ပေးတာနဲ့ငွေသားနဲ့ပစ္စည်းအကူအညီနှမျိုးစလုံးကိုပေးအပ်တာတွေပြုလုပ်တော့မယ်လို့သိရပါတယ်ရှင်။